အားလုံးပဲမင်္ဂလာပါ UK Match ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါ Chelsea အသင်းကတော့အခု FIFA ရဲ့ Club World Cup ပြိုင်ပွဲဒါပြီးတဲ့အချိန်မှာပဲတစ်ချိန်တည်းမှာပဲကစားသမားတွေကိုတောက်လျှောက်ရောင်းဖို့ပြင်ထားတယ်ဒါသူတို့လိုချင်တဲ့ကိုယ်သမားမိုက်မန်ညောခေါ်လို့မရတော့ဘူးဆိုတော့ကစားသမားကအသက်30ပြည့်တော့မယ်ဒါပေမဲ့ AC Milan က25တန်းထိကိုလုံးဝမလျှော့တဲ့အတွက် Chelsea က18တန်းထိပေးပြီးတော့မှဒီပြောင်းရွှေ့ပြတ်သွားတယ် Jimmy Gintis ကအပြောင်းရွှေ့က Club World Cup ပြီးတဲ့အချိန်ထိပြန်ပြီးတော့ဆက်ချိုးပန်းနိုင်ပွဲရှိတယ်။ Chelsea အနေနဲ့အခု Alejandro Garnacho တို့ Mohamed Kudus တို့နောက်တစ်ဖက်ကဒီ Gintis အပါအဝင်တောင်ပံကစားသမားတွေကိုသူတို့လိုက်ဖို့ရှိတယ် Striker option တွေက Hugo Akitike အပါအဝင်တခြား target တွေဒါပေမဲ့အဲ့ဓာတွေအားလုံးကိုတပြိုင်တည်းလုပ်ဖို့ဆိုရင် Chelsea အနေနဲ့လူတွေရောင်းဖို့လိုအပ်တယ်။ဆိုတော့အခု Club ဘက်ကဒီ Club World Cup ဆင်းတဲ့မှာလည်းထည့်သွင်းထားခြင်းမရှိဘူး။ လာစာလေးများတဲ့ကစားမောင်းတွေအကုန်ရှင်းထုတ်ဖို့ရှိတဲ့ချိန်မှာအသက်25နှစ်ရွယ်ရှိတဲ့ AC Milan ကိုအငှားသွားကစားတဲ့ဒါပိုတူဂီကွင်းနဲ့တိုက်စစ်ကစားမှာ Joao Felix ကိုသူတို့ရောင်းမယ်ဒီစားမောင်းကိုလောက်ခလာစာရှော့ချနိုင်မှုတွေအဓိကရောင်းချမှာဖြစ်တဲ့ AC Milan ကသူ့ကိုအငှားခေါ်ပြီးပြန်ပို့လိုက်သလို သူ့ရဲ့ club hound Benfica ကသူ့ကိုလိုချင်နေတာဖြစ်ပြီးတော့ Joao Felix ကိုသူတို့ရောင်းဖို့ရှိတယ် Joao Felix ကို Chelsea က 2024ခုနှစ်တုန်းကဒါလက်ရှိအတ္တလတ်ကူမတ်ထွေးကနေယူရို52တန်းနဲ့ခေါ်ခဲ့တာဖြစ်တယ်။ဒါမဲ့အခုလက်ရှိမှာချက်စီသင်းကဂျွန်ဖီလစ်ရဲ့ဂျွန်နမ်24ကိုလူငယ်ကစားမဒါရီယိုအဆူကူကိုပေးလိုက်ပြီ။ ဒါအောင်ကြီးကြီးအဖြစ်ဂျွာဖလစ်ကချက်စီမှာ လုံးဝအနာဂတ်မရှိတော့ဘူးအဲ့ဒီဇာမားလေးကိုလက်ရှိမှာသူတို့က2030ခုနှစ်ထိသူတို့တက်တန်းတိုးထားတယ်စာချုပ်ချုပ်ထားတယ်ဆိုတော့ဒီနေရာမှာချက်စီဘက်ကရောင်းမဲ့ကစားမားတွေထဲမှာအခုရာဟင်စတာလင်ကိုရောင်းပဲစတာလင်ကအ ਨੇ စုံတစ်နှစ်ကျော်ချန်ပြီးတော့တပတ်ကို3သိန်းခွဲလောက်ရှိတဲ့တူကရာဟင်စတာလင်ကိုသူတို့ရောင်းထုတ်ဖို့ခတ်တယ်ဒါအာဆနယ်ကိုအငားချပြီးတော့မှအခုကလပ်ကိုပြန်ရောက်လာတဲ့အချိန်မှာဒီဇာမားကိုသူတို့ရောင်းမယ် ်နောက် actual decisive ကိုရောင်းမယ်ပြီးတော့မှ kepa visa blaga ကတော့ arsenal ကို9သန်းနဲ့သွားမှာဖြစ်ပြီးတော့ goodma petrovic ကိုလည်းရောင်းမယ်ဆိုတော့ goodma ကသူတို့မှာ petrovic ရဲ့ kepa visa blaga ရဲ့ mike panda ရဲ့ပြီးတော့မှ robert sanchez နဲ့ felix jorginho ရှိတယ်ဆိုတော့အခုလောလောဆယ်မှာ kepa visa blaga က arsenal ကိုပေါင်9သန်းနဲ့ရောင်းမယ်ဆိုတော့ mike panda ကိုသူတို့ထပ်ပြီးငှားချဖို့ရှိပြီးတော့ နောက်ရာသီမှာဖီလစ်ယိုကင်ဆန်နဲ့ရောဘတ်ဆန်ချက်နှစ်ယောက်ကိုပဲအဓိကဆက်သုံးသွားဖို့အန်ဆိုမာဆာကအတည်ပြုပြီးတော့ရောဘတ်ဆန်ချက်ကိုသူ့ရဲ့နံပါတ်၁ကိုယ်တော်ဖြစ်ဆက်ပြီးထားတယ်ကလပ်ဝေကပ်မှာလည်းသူပဲ main ဖြစ်ပြီးတော့ချယ်ဆီကအခုအာဇာကက်ပါဝီဇာဘလကာကိုထုတ်မယ်ဆိုတော့ပက်ထရိုဗစ်ကိုအယောင်ဆင်းတင်လိုက်ပြီးပက်ထရိုဗစ်ကိုယ်တိုင်ကလည်း request လုပ်တယ် သူ့ကို club worker ဆင်းထဲမှာမထည့်ဖို့နဲ့အပြောင်းရွှေ့အတွက်သူကြိုးပမ်းမယ်သူကမနစ်ကတုန်းက Chelsea ရဲ့ sister club ဖြစ်တဲ့ Stratford မှာအငားကစားသွားခဲ့သူဖြစ်တဲ့အဲ့နောက်မှာဒါအငားချခဲ့တဲ့တိုက်စစ်မှုတွေက Amando Broya ကိုသူတို့ရောင်းမယ် Joao Felix ကိုရောင်းမယ် Banchi Wei ကိုရောင်းမယ်ပြီးတော့မှဆောင်းတန်ကိုအငားချခဲ့တဲ့ဒါအိုဂူချူကူကိုရောင်းပြီးတော့ဒါဘရစ်ရှယ်တော့မန်ကိုအငားချခဲ့တဲ့ကာနီရှူမမင်ကာကိုရောင်းမယ်ပြီးတော့မှဂျူဗန်တက်စ်မှာ အငှားသွားကစားပြီးခြေစွမ်းပြခဲ့ပြီးပူပူနွေ့နွေ့ပေါ်တူဂီနဲ့ nation league ရတဲ့ Ronaldo Vega ကိုလည်းရောက်မယ်သူတို့သူတို့ရောက်မယ်ကစားမတွေတော်တော်များများရှိတယ်ဒါတော့မှ club world cup သွားပြိုင်နေတဲ့က Christopher Ankuku တယောက်ကြံသေးတယ်ဒီကစားမကိုလည်းသူတို့ရောက်ထုတ်ဖို့ရှိတယ်ဒီကြားထဲမှာ Badia Shi နဲ့ Wesley Fofana လည်းသူတို့ရောက်မှုစဉ်းစားထားတယ် အဓိကက Wesley Fofana ရဲ့ injury ကိုသူတို့တိတ်သဘောမကျတော့တဲ့အတွက်ဆို Chelsea ကအခု transfer market မှာ Taisika Yuko AQDK ပြီးတော့မှ Mohamed Kudus ရဲ့ Alejandro Garnacho ရဲ့ Jimmy Candice ရဲ့ now center back ကတော့ Mark Hero now ဒီ ဒီ Usmani Diamanti တို့ Jarrod Brownway တို့ကို target ထားနေပြီးတော့အယောင်စင်းထဲမှာ John Flick ကနေစပြီးတော့ကစားမစုစုပေါင်း1 2 3 4 5 6 8 9 10ဒါဒီ Club World Cup မခေါ်ပါနဲ့ကစားမ10ယောက်ရဲ့ပြီးတော့ Club World Cup ထဲမှာပါသွားတဲ့တဲက3ယောက်စုစုပေါင်း13ယောက်လောက်သူတို့ထုတ်ပို့ပြင်ဆင်နေတာဖြစ်ပါတယ်ဒီကြားထဲမှာတော့ Astavio William အပါဝင် အဆန်တူဆိုတဲ့ချက်တိတ်လေးတွေလည်းပြန်လာအောင်မယ်ဆိုတော့ Chelsea အနေနဲ့အယောင်းတွေကအများကြီးစတိုက်တွေ့ရအောင်ပါပါအားလုံးကျေးဇူးတင်ပါတယ်